ဒီအနီမီကလေးရဲ့ဇလက်ကတော့တာမန်ယုံဝင်တဲ့တယောက်ပါ။တခြားသူတွေလိုပဲသူ့အလုတ်ကညီငွေးစရာကောင်းပြီးတော့နေစဉ်ဘဝလည်းထက်တလဲလဲဖြစ်နေခဲ့ပါတယ်။ဒါမဲ့တနေ့မှာတော့အလုတ်ကအပြန်မှာသူ့ဘဝလုံးဝပြောင်းလဲသွားစေတဲ့မတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ရဲ့တယောက်အန်နီရှိရဲ့ရာဇဝကောင်တယောက်လိုက်ဖမ်းပြီးဖမ်းမိသွားတာတွေ့လဲရပါတယ်။ရဲကရာဇဝသားစီကတနက်ကိုယူဖို့ကြိုးစားပေမဲ့ရုတ်တရက်မတော်တဆကြီးထွက်သွားခဲ့ပြီးကျွန်တော်တို့ MC ရဲ့အသက်ကိုချက်ချင်းပဲနှုတ်ယူသွားခဲ့ပါတယ်။ သူမျက်လုံးခွင်လိုက်တဲ့ခါမှာတော့အသက်15နှစ်ရွယ်လူငယ်တယောက်ခန္ဓာကိုယ်ထဲကိုရောက်နေရတွေ့လဲရပါတယ်။ဒါကြောင့်သူကရမ်းလန့်သွားခဲ့ပြီးမြေပေါ်လဲကျသွားပါတယ်။အဲ့ဒီချိန်မှာပဲသူကောင်းမွန်မှာကြောက်စရာကောင်းတဲ့ငကားတစ်ကောင်ပြန်နေရတွေ့လဲရပါတယ်။ကောင်းကြီးကလည်းတွေးပြတ်သွားပြီးကြောက်လန့်တကြားဖြစ်သွားပြီးပဲသူ့ကိုယ်သူပြန်လဲတည်ငြိမ်အောင်ထားလိုက်ပါတယ်။သူထားရလိုက်တဲ့ခါမှာသူ့ရှိမှာ status စာမျက်နှာတစ်ခုပေါ်လာခဲ့ပြီးသူ့ချက်လက်တွေဖြေခိုင်းပါတယ်။သူလည်းချားကပတစ်ခုရောက်သွားတာနားလည်သွားပြီးအဲ့ဒီချက်လက်တွေဖြေရမယ်ဆိုတာသိသွားပါတယ်။ သူကသူ့ကိုသူလူစီယယ်လို့နာမည်ပေးလိုက်တာနဲ့နောက်ထပ်စာမျက်နှာတစ်ခုကပေါ်လာခဲ့ပြီးတော့လုပ်ငန်းကျွမ်းကျင်မှုတိုက်ခိုက်ရင်မော်ပညာနဲ့နောက်ဆုံးကံကောင်းခြင်းစားတဲ့ကျွမ်းကျင်မှုတချို့သူရရှိထားတဲ့ကြောင်းဖော်ပြထားပါတယ်။လောကအနေနဲ့ကတော့သူကကုသသူတယောက်ဖြစ်ဖို့ရွေးချယ်လိုက်ပါတယ်။သူ့အိတ်ထဲလမ်းသားကြီးလိုက်တဲ့ခါမှာတော့ငွေတင်းငါးပြားသုံးများတွေးလိုက်ရပါတယ်။ဒါနဲ့သူကလည်းဒီကမ္ဘာအောင်ခဏလောက်ရှောင်းကြည့်ပြီးအလုပ်တစ်ခုရှာကြည့်အောင်မယ်လို့ပြောလိုက်ပါတယ်။ခဏကြာမှတော့သူ့ရှိမှကြီးမားတဲ့မျိုးရိုးတစ်ခုနဲ့အိမ်မှာစစ်သားတွေစောင့်နေတာတွေးလိုက်ရပါတယ်။ ဖက်သွားတဲ့သူတိုင်းစစ်သားတွေကမှောက်ပွန်တင်စစ်ဆေးပါတယ်။ဒါပေမဲ့လူစီယံမတော့ဘာမှမှောက်ပွန်တင်မှာမရှိပါဘူး။ဒါကြောင့်ယူကနေမီကတောင်းဟန်ဆောင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့လက်ရောက်တဲ့သူကစစ်သားတွေလညာပြီးတခုပြောလိုက်ပါတယ်။သူကတော့ကျွန်တော်ကကြေးလေးရွာလေးတွေ့အောင်မှကြီးပြင်းလာခဲ့လို့ဘာမှပုံနေမှမရှိဘူး။ကျွန်တော်ကြီးပြင်းလာပြီးကုသသူဖြစ်လာတဲ့အခါမှာတော့လူတွေကိုကူညီဖို့ရွာပြင်ထွက်လာခဲ့တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီမှာတော့စစ်သားကခဏလေးဒီမှာပဲစောင့်လို့ပြောပြီးထွက်သွားခဲ့ပါတယ်။လူစီယာလည်းစိုးရင်တကြီးနဲ့ရက်နေခဲ့ပြီးသူတို့ငါ့ကိုဖမ်းမိငါထပ်ပြေးရုံပဲလို့တွေးနေပါတယ်။ ဒါမဲ့ယုတ်တရက်ပဲလှပရမင်္ဂလေးလေးရောသူ့ကိုလှမ်းခေါ်လိုက်ပါတယ်။သူမရဲ့နာမည်ကတော့လူမီနာပါ။သူမကတော့သူ့ကိုကုသသူများဂီးကိုခေါ်သွားမယ်လို့ပြောလိုက်ပါတယ်။စစ်သားကလည်းကုသသူတွေစီကအခချင်းငုံပြီလို့မင်းအခမဲ့ဝင်လို့ရပြီလို့ပြောလိုက်ပါတယ်။အဲ့မှာတော့လီစီယာကစိတ်လှုပ်ရှားသွားပြီးသူမနောက်ကိုအပြေးပဲလိုက်သွားခဲ့ပါတယ်။ယုတ်တရက်သူကမျိုးရဲစွန်စားသူတယောက်နဲ့တိုက်မိသွားပြီးကြည့်ရတာအရင်ကြောက်စရာကောင်းနေပါတယ်။အဲ့ဒီလူကလည်းလူစီယာကဟီလာတယောက်ဖြစ်မှန်းသိသွားတာကြောင့်လူစီယာကိုအော်လိုက်ပါတယ်။ဒီမျိုးကလူတွေကဟီလာတွေကိုအမြင်ကတ်နေပုံရပါတယ်။ ဒါမဲ့နောက်တော့သူ့လွှတ်ပေးလိုက်ပြီးထွက်သွားခဲ့ပါတယ်အဲ့ဒီခါမှာတော့လူစီရဲ့လူမီနာစီပြန်သွားခဲ့ပါတယ်တူမနဲ့ဒူလန်ရှောင်းနဲ့ဂိတ်မှာစစ်သားတွေကဘာလို့အခါချင်းဝင်မတောင်းရလာလဲလို့မေးလိုက်ပါတယ်တူမကတော့ကုသသူတွေအထူးဆက်ဆက်မှုပေးထားပြီးတော့ဘရင်ကိုယ်တိုင်ကသူတို့စီအခွန်ကောက်ခံတာလားဘာလို့ပြောလိုက်ပါတယ်နောက်ဆုံးမှတော့သူတို့ကဟီလာကီကိုရောက်ရှိသွားပါတယ်။အဲ့ဒီမှာတော့လူစီကဒီလောက်လှတဲ့မင်းကလေးကိုငါပထမဆုံးမြင်မှုတာပဲ။ဒီလိုလာရတာတော်တော်ကောင်းတာပဲလို့တွေးနေပါတယ်။အဲ့ဒီချိန်မှာဂီးမလှုပ်လှုပ်နေရူရူဆိုတဲ့မင်းကလေးကသူ့ဆိုင်းတရဘေဘီဖြေခမ်းလိုက်ပါတယ်။ ဒါမဲ့သူကတော့ဒီမှာရေးထားတာဘာမှနားမလည်ဘူးလို့တွေးလိုက်ပါတယ်။ဒါမဲ့ရုတ်တရက်ပဲစားရတဲ့သူရှိမှသူ့လိုလိုဘာသာပြန်သွားခဲ့ပါတယ်။ သူလည်းချက်လက်တွေပြင်နိုင်ပြီးမင်္ဂလိပေးတဲ့ကတ်ထဲကိုသူ့ရဲ့မော်စွမ်းအင်တွေထည့်လိုက်ပါတယ်။သူကကြီးစင်ကုသသူတယောက်ဖြစ်ကြောင်းသိလိုက်ရပြီးဒါအနေဆုံးဆင့်ပြနိုင်ပါတယ်။ခဏကြာမှတော့သူမကသူ့မှတ်ဖို့နေကပြတစ်ခုပေးလိုက်ပါတယ်။ရုတ်တရက်ကောင်မလေးကတော့လူမီနာနဲ့စကားပြောနေပြီးတခင်မကိုယ်တိုင်လာစရာမလိုပါဘူး။အတီးပေးလိုက်ရုံနဲ့ချက်ချင်းအမေတိုင်းဆောင်ရွက်ပေးမှာပါလို့ပြောလိုက်ပါတယ်။ကြီးရတာလူမီနာကတော့ယာတို့ကြီးတဲ့ပုံပါပဲ။လူစီကတော့ဒီမျိုးနာမည်ကပါလဲလို့မေးလိုက်တဲ့အခါမှာတော့သူမကတော့သူမကသူ့ရဲ့မေရာတူနီမျိုးမှလို့ပြောလိုက်ပါတယ်။အတီးကြပြောရရင်တော့သူတော်စင်သမရနိုင်ငံနေမှာပါ။ ပြီးတော့သူ့ကိုထားခဲ့ပြီးထွက်သွားခဲ့ပါတယ်အဲ့ဒီမှာတော့လူစီကသူ့မလှမ်းခေါ်လိုက်ပြီးမသွားနဲ့ဟောငါဘာလုပ်ရမှန်းမသိဘူးကုသသူဖြစ်ဘလို့လေ့ကျင့်ရမှန်းလည်းမသိဘူးလို့သူ့မကိုပြောလိုက်ပါတယ်ပြီးတော့လည်းတော့ဟန်ဆောင်လိုက်ပြီးကျွန်တော်ကရောပါထမဆုံးကုသသူဖြစ်ပြီးတော့ဘသူမှကျွန်တော်ဘာမှမသိဘူးလို့ပြောလိုက်ပါတယ်ဒိုမီနာကတော့အချိန်နေတည်သွားတဲ့โอเคမင်းမရွေးချယ်စရာတောင်းဖို့ပဲရှိတော့တယ်ပထမတစ်ခုကလေ့ကျင့်ခန်းလောက်တာပဲ ဆိုလိုတာကမင်းအချိန်တိုင်းစကြက်ပြီးစကြက်ထားတာတွေကိုမင်းကမန္တာကောင်းတိုင်းအထိပြန်လေ့ကျင့်ရမယ်။မန္တာပြန်ပြေးလာတဲ့အခါမှာတော့အဲ့ဒီတိုင်ပဲထက်လို့ရမယ်။ဒုတိယနီလရတဲ့ချင်းခွင့်ယူတာပဲ။ဆိုလိုတာကမင်းသုံးနှစ်ကြာကြောင်းတက်ရမယ်။ဒါမဲ့မင်းမှာပတ်စံရှိရမယ်။နောက်ဆုံးတစ်ခုကတော့အလုပ်တင်လုပ်တာပဲ။ငါတို့ကမင်းကိုလုပ်ငန်းတာဝန်နေပေးမယ်။မင်းအားတဲ့အချိန်မှာစကြက်ရမယ်လို့ပြောလိုက်ပါတယ်။လူစီယန်လည်းခဏလောက်စဉ်းစားလိုက်ပြီးမလေ့ကျင့်တဲ့လုပ်တာကိုရွေးချယ်မယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူမရဲ့ကူညီမှုတော့လူမီနာကိုကျေးဇူးတင်လာပြီးတနေ့ကျရင်ဒီကျေးဇူးပြန်ဆက်နိုင်မယ်လို့မျှော်လင့်ပါတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ရူရောကသူ့အခန်းရှိကိုခေါ်သွားခဲ့ပါတယ်။ သူဝင်သွားတာနဲ့မော်စာတော့သူရှိမှတွေ့လိုက်ရပါတယ်။သူအချိန်မဖြုံးမဲ့ချက်ချင်းစတင်လေးလာပါတယ်။သူရင်းစိတ်အားထက်သန်နေပါတယ်။သူကအလွန်ကြိုးစားပြီးစိတ်အားထက်သန်စွာလေးလာနေပါတယ်။လေးလာပြီးတာနဲ့သူ့ရဲ့ကုသတာကိုလေ့ကျင့်ဖို့သူကသူ့ရဲ့ရှေ့ကတန်ရာတစ်ခုမြင်အောင်ပြီးအဲ့ဒီတန်ရာကိုကုသနေရလို့မြင်အောင်ရပါတယ်။တကယ်တမ်းသူစမ်းကြည့်တဲ့အခါမှာတော့သူ့ရဲ့စမ်းအင်ကလှုပ်ရှားသွားပြီးသူလုံးနေတာအောင်မြင်သွားပါတယ်။ဒါမဲ့အနေငယ်ပဲကြိုးတက်ရောက်မှုရှိပါတယ်။သူ့ရဲ့မြင့်မြတ်မှုကငါးမှတ်တိုးလာခဲ့ပါတယ်။ ။ဒါမှမဟုတ်အဲ့ဒီအတွက်သူ့ရဲ့မန္တာလည်း၅မှတ်ရောသွားခဲ့ပါတယ်။ပြောရရင်သူ့ရဲ့မန္တာအမှန်60ပဲရှိပါတယ်။သူ့ရဲ့ကုသရေးမော်တစ်ကြိမ်သုံးနိုင်၅မှတ်ရောသွားပါတယ်။ဆိုလိုတာကသူ့အများဆုံး10ကြိမ်ပဲကုသနိုင်ပါတယ်။ပြီးတော့သူစွန့်ရင်ပြန်တိုးလာဖို့ခဏလောက်စောင့်ရပါတယ်။ အဲ့ဒီလိုနဲ့လူစီရဲလည်းသူ့ရဲ့စွမ်းအင်ကုန်တဲ့အထိအလွန်ကြိုးစားပြီးဆယ်ရာထက်တန်စွာလေ့ကျင့်နေပါတယ်။ပြီးတော့စွမ်းအင်ပြန်ပြေးလာဖို့စောင့်နေပါတယ်။လေ့ကျင့်ခန်းအများကြီးလုပ်ပြီးတဲ့နောက်မှာသူကသူ့ရဲ့မော်အလွဲတကူပဲသုံးနိုင်သွားခဲ့ပါတယ်။သူ့ရဲ့ status အစာမျက်နှာပွင့်လာတဲ့ခါမှာတော့သူ့အဆင့်တိုးတက်လာတာတွေ့လိုက်ရပါတယ်။ရုတ်တရက်မင်္ဂလာတရားတော်ဝင်လာခဲ့ပြီးသူ့ကိုစားစရာတွေပေးပါတယ်။ သူမရဲ့နာမည်ကတော့မိုနီကာပါ။လူစီယာလည်းသူ့ရဲ့ကြွမ်းကျင်မှုတွေဆန်းတက်ဖို့နဲ့သူ့ရဲ့ကုသရေးဆောင်ရည်တွေပြန်လည်အားဖြစ်ဖို့နေရာတစ်ခုချောက်ဝဆုံးဖြတ်လိုက်ပါတယ်။ဒီချိန်မှာမိုနီကာကဝန်ဆောင်ကဒင်္ဂါပြားတပြားလို့ပြောလိုက်ပါတယ်။ဒါပေမဲ့သူမကတော့လူမီနာခေါ်လာတဲ့သူမန်းတီသွားတဲ့ခါမှာတော့ပတ်စံကိုပြန်ပေးလိုက်ပြီးလူမီနာကသူ့အတွက်ဆဲဆာဝန်ဆောင်ကအကွန်ကြားခံထားတယ်လို့ပြောလိုက်ပါတယ်။သူမကတော့လူမီနာကဘုရားရှိခိုးကြောင့်ပလာဒင်ခေါင်းဆောင်ဖြစ်တယ်လို့လည်းပြောလိုက်ပါတယ်။ လူစီရယ်လည်းအဲ့ဒီစကားကြားလိုက်တဲ့အခါမှာသူမအယံမိုက်တာပဲလို့တွေးလိုက်ပါတယ်ပြီးတာနဲ့သူလည်းကုသရာကိုဓာတ်ရက်လုံနိုင်တဲ့စွန်စားသူများဂီးကိုရှာဖို့ထွက်သွားပါတယ်ဒါကွက်ချို့လို့ပြီးသူ့ရဲ့စွမ်းရည်တွေကိုတိုးတက်အောင်လုပ်ဖို့ပါရုတ်တရက်လမ်းလျှောက်နေတော့မှအရင်ကသူ့ကိုတတ်မိတဲ့လူနဲ့ပြန်တွေ့ပါတယ်သူ့ရဲ့နာမည်ကတော့ဘာဇံပါ အဲ့ဒီမှာတော့လူစီကလန်သွားပြီဒီနေ့တော့ကံမကောင်းပါလားလို့တွေးလိုက်ပါတယ်အဲ့ဒီချိန်မှာဘားဆန်အဖွဲ့ဝင်တွေပြန်ရောက်လာတယ်တချို့ကသွေးထွက်နေပြီးတော့တေလူမျိုးသားဖြစ်နေကြပါတယ်ဘားဆန်သူတို့ရှိကိုပြေးသွားပြီးအိုးဒါတော်တော်ဆိုးတာပဲလို့ပြောလိုက်ပါတယ်သူတို့နဲ့အနီးဆုံးဆေးကအတော်ဝေးပြီးတော့ဟီလာရီကလည်းအချင်းပြတ်ပြီးမတန်ဆာပတ်ဆန်တောင်းလို့သူ့ရဲ့ကုသယုံတွေလည်းအားကိုးလို့မရပါဘူး ဒါမဲ့လူစီကတော့ငြင်းငြင်းနေပဲလို့မထင်လိုက်ပါနဲ့။သူကစွန်သားသူတွေလမ်းခေါ်ပြီးအခမဲ့တောင်ကူပေးမယ်လို့ပြောလိုက်ပါတယ်။သူတကယ်ပဲသူတို့တွေကတရားကိုကုသကိုကြိုးစားပေးမယ်။နင်းနေစိတ်လှုပ်ရှားနေရကြအောင်မအောင်မြင်ခဲ့ပါဘူး။ဒါမဲ့ချက်ချင်းပဲသူကသူ့ကိုယ်သူပြန်လဲတည်ညောင်ထားလိုက်ပြီးသူ့စိတ်ထဲမှာဒဏ်ရာတစ်ခုပျောက်သွားတာကိုမြင်အောင်လိုက်ပါတယ်။ပြီးတော့သူကစက္ကန့်ပိုင်းတွေကုသနိုင်သွားပါတယ်။ပြီးတာနဲ့သူကအပွဲတစ်ခုလုံးကုသပေးလိုက်ပါတယ်။ဒါမဲ့နောက်ဆုံးတစ်ယောက်ကျန်နေသေးလို့သူရှိသွားပြီးကုသကိုကြိုးစားပေးမယ်။ကံမကောင်းစွာနဲ့ပဲသူ့ရဲ့မန္တာကုန်သွားခဲ့ပါတယ်။လူစီရဲ့လှုပ်ရှားနိုင်လို့မရှိတော့ပဲမီးပေါ်လဲကျသွားပြီးတတိလစ်သွားခဲ့ပါတယ်။သူတတိပြ င်ရလာတဲ့အခါမှာတော့သူတရားထဲဝမ်းနေနေပါတယ်။သူကငါဘလို့နီးနဲ့မဆိုငါရဲ့အဆောင်မြင့်တင်ရမယ်လို့ပြောလိုက်ပါတယ်။နောက်ဆုံးအဖွဲ့ဝင်တေသွားတာကိုတိလိုက်ရပြီးလူစီကအယက်စိတ်မကောင်းဖြစ်နေတာပါ။အဲ့ဒီချိန်မှာပဲသူထားပြီးစွန်စားသူများကြီးကိုသွားခဲ့ပါတယ်။အဲ့ဒီမှာတော့စီးရင်သိမ်းလိုက်တဲ့အခါမှာတော့စောင်းနေတဲ့မင်းကလေးကတော့ကွက်တစ်ခုကိုပြီးမြောက်တိုင်းသူပတ်ဆက်ရမယ်လို့ပြောလိုက်ပါတယ်။အဖွဲ့ချုပ်ကသူ့ရှိရာ၁၀ရာခိုင်နှုန်းခုန်ကောက်ခံပါတယ်။ ဒါမဲ့သူလုံငန်းမှာကြာရှုံးရင်တန်ရိုက်ခံရပြီအဲ့ဒီပြစ်ဒဏ်တွေကိုလည်းသူမဖြစ်မနေလို့ဆောင်ရပါမယ်အဲ့ဒီမှာတော့လူစီကသူမဆီကထူးဆန်းတဲ့တောင်းဆိုမှုတစ်ခုလုပ်လိုက်ပါတယ်သူကဒီဖွဲ့ချုပ်မှာကုသသူဖြစ်လောလောချင်းပြီးတော့သူ့ကိုလေ့ကျင့်ပေးမဲ့သူတယောက်လည်းလိုအပ်ပါတယ်သူကကုသသူဖြစ်ရတဲ့ပတ်စံအနေနဲ့လေ့ကျင့်ပေးတဲ့သူကိုပေးမယ်လို့ပြောလိုက်ပါတယ်ဝင်းကလေးကလည်းသူစကားကနားမလည်တော်လို့ဖြစ်သွားပြီးတော့ခဏလေးဒီမှာပဲဆောင်လို့ပြောလိုက်ပါတယ်ခဏကြာမှာတော့သူမတကားဟောင်းမှာအရေးရှိရှိနဲ့လူတယောက်ခေါ်လာခဲ့ပါတယ်။သူ့ရဲ့နာမည်ကဘရော့ပါ။လူစီယာလည်းသူ့ကိုကြောက်သွားပြီးမှစိတ်ကူတီးညောင်ထားလိုက်ပြီးတော့ သောကုသတူတယောက်ဖြစ်ကြောင်းနဲ့သူလုံးဆောင်ထားတဲ့လုပ်ငန်းတွေရတဲ့ပတ်စံအားနေတိုက်ခိုက်ရေးကြောင့်ကျင်းမှုတွေလေ့ကျင့်ပေးဖို့သူ့ကိုပေးမယ်လို့ပြောလိုက်ပါတယ်။ဘရုကတော့သူ့ကိုဘာလို့ကုသတူဖြစ်ရလဲတိုက်ခိုက်ရေးကြောင့်ကျင်းမှုတွေတုံ့ပြန်ကြရတာလဲမေးလိုက်တဲ့ခါမှာတော့လူစီကသူ့ကိုသူကာကွယ်နိုင်ဖို့လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ဟီလာကလက်တွေ့မှာအုံးမွေပဲအာနိနစ်တတဝါရီအောင်သူ့ကိုတတ်နိုင်လို့ပါ။အဲ့ဒီမှာတော့ဘရုကသူစကားသဘောကျသွားပြီ။ Okay မင်းကကုသတူဖြစ်တနည်းကိုတင်းကားပြတိုက်ပြရမယ်။လေ့ကျင့်ကတော့အဲ့ဒီတရားနှောက်ယူမယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီမှာပဲလူစီကသဘောတူလိုက်ပြီး6ရက်တွင်လေ့ကျင့်ဖို့အဆင်သင့်ဖြစ် မယ်လို့ပြောလိုက်ပါတယ်။ယုတ်တိကပဲစွန်စားသူအုပ်စုတစုကလူစီယံမကြင်မနက်နဲ့ကြည်နေကြပါတယ်။ဘရုကဆိုသူတို့ကိုလှမ်းကြည့်လိုက်တာနဲ့သူကချက်ချင်းပဲထွက်ပြေးသွားပါတယ်။ဒါကြောင့်ဘရုကဒီကီရဲ့နီးပြားကောင်းဆောင်မှန်းသိလိုက်ရပါတယ်။၆ရက်ကြာမှတော့လူစီယံကစွန်စားသူများဖွဲ့ချင်ကိုပြန်သွားပါတယ်။သူလေးချင်းကိုအရင်ဆက်ရထပ်တန်နေရတယ်လည်းတွေ့ရပါတယ်။သူကဂီကကောင်မလေးကိုဘရုဘမလေးလို့မေးလိုက်တဲ့ခါမှာတော့မီးအောက်ကလေးချင်းရဲ့ကိုင်းထဲမှာတွေ့လိမ့်မယ်လို့ပြောပြီးအဲ့ဒီကိုလမ်းညွှန်လိုက်ပါတယ်။သူအောက်တက်ကိုဆင်းသွားတဲ့ခါမှာအဲ့ဒီနေရာဗလာဖြစ်နေပြီးသူတယောက်တည်းပဲရှိနေရတွေ့လိုက်ရပါတယ်။ သူလှမ်းကြည့်လိုက်တဲ့အခါမှာတော့ဘရော့ကသူ့နောက်မှာယက်နေတာတွေ့လိုက်ရပါတယ်။နောက်တော့သူကမင်းရောယောက်ျားစစ်ရင်ငါလေးကြည့်နေတော့ထွက်ပြေးဖို့စဉ်းစားကြည့်။ငါ့ကိုယုံကြည်စမ်းမှလူစီရဲ့။ငါမင်းကိုမျိုးတွေကတကူတသူတွေအားလုံးအားအသင့်တော်အောင်လုပ်ပြမယ်လို့ပြောလိုက်ပါတယ်။ပြီးတာနဲ့လေ့ကျင့်ခန်းစတင်လိုက်ပြီးလူစီရဲ့လည်းမြန်နှုံးအပြင်းနဲ့ကိုင်းထဲမှာပတ်ပြေးနေတာတွေ့လိုက်ရပါတယ်။ဘရော့ကလည်းနင်းနင်းမြန်မြန်ပြေးစမ်းမှမင်းကအရင်နှီးတယ်လို့ပြောပြီးသူ့အော်နေပါတယ်။ သူကစဉ်းစားသူတယောက်တည်းပြီးတော့ရက်လိုက်တာတေတာနဲ့တူတူပဲလို့ပြောနေပါတယ်ကြည်ရတာလူစီရဲ့ဒီတတန်းလုံးပြင်းနေရတော့ပဲဒီမှာလေဒါပေမဲ့ရုတ်တရက်ပဲလူစီရဲ့အမေပေါ်လဲကျသွားပြီးပင်မလုံးလို့တတိလက်သွားခဲ့ပါတယ်ဘရုတ်ကတော့သူ့အနာပြင်းမယ်လို့တော့မထင်လိုက်ပါနဲ့သူကလူစီရဲ့ပုံမှာတက်ထိုင်လိုက်တော့လူစီလည်းနာလုံးလို့អော်လိုက်ပြီးသူ့အတန်းဂီးတစ်ခုလုံးကြားသွားစီပါတယ်ပြီးတော့သူ့ပြန်ထူလာပြီးငါ့ကိုတတ်ခိုက်ကြည့်စမ်းလို့ပြောလိုက်ပါတယ်။လူစီက6000နဲ့ကံမင်းဘရုတ်ကတော့မင်းဘာဖြစ်နေလဲ။ဘာလို့ဒီလောက်အားနည်းနေရလဲလို့ပြောလိုက်ပါတယ်။ဒါနဲ့လူစီကလည်း ငါအားကောင်းနေမရှိလိုက်ဘာလို့ရိုက်ခတ်နေရမှလဲလို့ပြန်ပြောလိုက်ပါတယ်။သူနောက်တစ်ချိန်ထပ်စူးစမ်းပြီးမျက်နှာထိုးခန့်လိုက်ပြီးမြေကြီးပေါ်ပဲလဲချသွားပါတယ်။လူစီယာလည်းငါလုံးဝလိုက်ရှော့လို့ပြောလိုက်ပြီးသူ့ရဲ့ခွန်အားတွေစူးစီးပြီးတက်ခတ်လိုက်ပါတယ်။ဒါမဲ့သူကကိုပြလူကောင်တိုက်နေရလားမသိပါဘူး။ဘရုတ်ကလည်းရှောင်လိုက်ပါတယ်။ဘရုတ်ကအယံတန်ပါပါတယ်။သူကခြေထောက်နဲ့ကံပြီးလူစီယာလုံးဝအနားပေးလိုက်ပါတယ်။အဲ့မှာဘရုတ်ကလူစီယာမှာအယံခတ်မှန်တဲ့စိတ်ဓာတ်ရှိပြီးတနည်းကျရင်ကြောက်စရာကောင်းတဲ့တက်ခတ်ရည်တမှာဖြစ်လာလိမ့်မယ်လို့ပြောလိုက်ပါတယ်။နောက်တော့သူကလေ့ကျင့်ပြီးတဲ့အခါမှာတော့မင်းကုန်မီပြန်မဟီးနဲ့ မင်းခန္ဓာကိုသူ့လိုလိုပြန်ကောင်းလာပါစေ။ဒါမင်းရုပ်ပိုင်းဆိုင်ရာစွမ်းရည်ကိုတိုးတက်စေပြီးတိုက်ခိုက်နေတော့မှမင်းရမော်ဆောင်းကိုမြစ်တင်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်။လူစီရဲလည်းသူတို့နဲ့လေ့ကျင့်မဲ့သူရှိသေးလားလို့မေးလိုက်တဲ့ခါမှာဘရိုကဒီရပိုင်းလေ့ကျင့်ကတော့စိတ်ဝင်စားတဲ့သူမရှိဘူးလို့ပြောလိုက်ပါတယ်။စွန်းသားသူတစ်တွေကသူတို့ရဲ့အသက်ကိုစွန်းသားပြီးပတ်ဆက်ရမယ့်လုပ်ငန်းတွေကိုလုပ်ကြိုင်တာကိုပိုကြိုက်ကြပါတယ်။ ဒီချင်းအတွက်ပတ်ဆက်ပေးမယ်စားသူတို့ရဲ့အတက်ကိုစုံပြီးပတ်ဆက်ရမယ့်လုပ်ငန်းတွေကိုလုပ်ကင်တာကိုပို့ချကြပါတယ်။ဒီချင်းမှာတော့ပြင်းထန်တဲ့တရားတွေရထားတဲ့စွန်သားတုတ္တောကိုတွေးလိုက်ရပေမယ့်ကုသဖို့လုံလောက်တဲ့ပတ်ဆက်မရှိကြပါဘူး။လူစီယန်လည်းဘာမှမစင်စားပဲသူတို့ချီပြေးသွားပြီးသူတို့အခမဲ့ကုသပေးမယ်လို့ပြောလိုက်ပါတယ်။သူကကုသရင်မော်ကိုတွန်းလိုက်ပြီးသူတို့ချက်ချင်းပဲပျောက်ကင်းသွားစေပါတယ်။ခဏကြာမှဘရုတ်ကလူစီယန်ကိုသူတို့နဲ့အဖွဲ့ချုပ်မှာတူညီဖို့ကမ်းလှမ်းလိုက်ပါတယ်။ဒါကသူ့လေ့ကျင့်ရင်မှာပုံပြီးစီကန်းရှိစေဖို့ကူညီပေးပါလိမ့်မယ်။ဒါမှမဟုတ်လူစီယန်ကအဲ့ဒီအတွက်ကုန်ကျစရိတ်ကိုသူမတက်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒါနဲ့ဘရုတ်ကတော့ သူ့သဘောကျသွားလို့အဖွဲ့ချုပ်မှာအခမဲ့နေနိုင်ရုံသာမကတနေ့ကိုတမင်းသုံးနဲ့စားပြီးသူ့ကိုကောင်းကောင်းခရီးစိုက်ပေးမယ်လို့ပြောလိုက်ပါတယ် လူစီယံလည်းအဲ့ဒီစကားကိုကြားလိုက်တဲ့ခါမှာတော့အာအတင်သွားပြီးတဘောတူလိုက်ပါတယ်။ဒါညင်းစရာမလိုတဲ့အပေးယူတစ်ခုပဲဒီ။အဲ့ဒီခါမှာဘရုတ်ကမင်းလုံဟီလာရှင်အတွေ့အကြုံမရှိတဲ့စွန်သားသူအစ်တေတေဆုံးမှုရှော့ချနိုင်တယ်လို့ပြောလိုက်ပါတယ်။လူစီယံလည်းအဲ့ဒီစကားကိုကြားလိုက်တဲ့ခါဘာမှမစင်စားပဲတဘောတူလိုက်ပါတယ်။ဘရုတ်ကတော့မင်းလုံကုသသူတွေဒါမျိုးရင်းမှာပေါ့ရင်ဒီမျိုးကပို့ပြီးပျော်စရာကောင်းနေမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူရင်းရဲ့လီချင်းကလာတလားပြည့်ပြီးပြီးတော့အဲ့ဒီကလာတွင်အဖွဲချုပ်ကနေထွက်လာတော့ဒါမှမဟုတ်ဘဲမှမသွားဘူးတဘောတူလိုက်ကြရင်ဒီပိုင်းလေးလေးပြီးဆုံးသွားခဲ့ပါတယ်။